ော်ဒူနိုဂျွန်းရဲ့လမ်းရှာသူမိုအနာဟာကျွန်းမော်ကိုတက်ပြီးတခြားကျွန်းကလူတွေနဲ့အဆက်တွေရဖို့ကြိုးစားနေပါတယ်ဒါပေမဲ့သူမဟာမတော်တဆကျွန်းမော်ကပြုတ်ကြပြီးလူတွေအုံပြည့်တဲ့ပစ္စည်းတစ်ခုကိုတွေ့သွားခဲ့ပါတယ်။ဒီလိုနဲ့သူမဟာကျွန်းကိုပြန်ပြီးသူမတွေ့လာတဲ့ပစ္စည်းကိုသူမရဲ့ဖေကိုပြလိုက်ပြီးပင်လယ်ပြင်ကတခြားလူတွေကိုပါရှာတွေ့နိုင်တော့မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းမိုဝီဟာနာလိုဆိုတဲ့နဖျားတစ်ပါးနေတဲ့ကျွန်းကိုသွားတဲ့ဝင်ပေါက်ကိုဖွင့်ပေးဖို့မထန်ကြီးဆိုတဲ့မိမကြီးကိုပြောနေပါတယ်။ မထိုင်ကြီးဟာလည်းမပြောနိုင်ဘူးလို့ပြောပြီးပင်လေပြောလူမျိုးတွေနဲ့ပတ်သက်ရင်နာလိုကမဝိကိုရောမိုဟာနာကိုရောဖြက်စီးပြစ်မှာဖြစ်တဲ့အကြောင်းတတိပြလိုက်ပါတယ်။နောက်တစ်နေ့မိုဟာနာကိုသူသေးွက်ပေးဖို့အတွက်ဂုံပြူခန္ဓာတစ်ခုကိုစီကားစွာရှင်းပါကြပါတယ်။ရှင်းပါနေတော့မှာပဲဖြက်စီးချောင်းတစ်ခုကြားရောက်လာပြီးသူမရဲ့ဘိုးဘေးဖြစ်တဲ့တူလေးပါစာစီကိုရောက်သွားပါတယ်။တူဒီဘာသာဟာသူတို့ရဲ့မျိုးနွယ်တွေကိုပြန်ပေါင်းစည်းပေးဖို့ပြောပြီးမိုတူဖက်သူကိုရှာဖို့ပြောပါတယ် မော်တူဖက်တူကျွန်းဟာချိန်သာတင်နေတဲ့ကျွန်းတွန်းဖြစ်ပြီးမျိုးနွယ်စုတွေကိုပြန်ပေါင်းစည်းနိုင်မဲ့တစ်ခုတည်းသောတော့ချက်ဖြစ်ပါတယ်။ပိုးပွားတဲ့အားလုံးကလည်းမော်တူဖက်တူကိုရောက်သွားနိုင်ရင် သူတို့ရဲ့မျိုးနွယ်စုတွေကိုပြန်ပေါင်းစည်းနိုင်မယ်လို့ယုံကြည်ကြပါတယ်။ဒီလိုနဲ့မိုအာနာဟာသူမရဲ့အဖော်တွေကိုခေါ်ပြီးကျွန်းကနေစတင်ထွက်ခွာပါတော့တယ်။တစ်ဖက်မှာလည်းမိုအာနာရဲ့တငယ်ချင်းမာဝီဟာအဖမ်းခံရရပါတယ်။အဖမ်းခံရရတဲ့မာဝီဟာလူမျိုးဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ မော်တူဖဲတူကိုရှာဖို့မိုဟနာတို့ကိုလမ်းပြနေတဲ့အလင်းထန်းကြီးဟာတနေရာရောက်မှပောက်ွယ်သွားပါတယ်။အဲဒီနောက်သူတို့ဟာမော်တူဖဲတူလို့ထင်တဲ့ကျွန်းတစ်ခုကိုမြင်လိုက်ရပေမဲ့အမှန်တကယ်တော့အဲ့ဒါဟာကာကန်တွေရဲ့တင်မောကြီးဖြစ်နေပါတယ်။သူတို့ကြည့်နေတော့မှပဲခုံးအောင်ကြီးပေါ်လာပြီးတော့ကာကန်တွေရဲ့တင်မောတစ်စီးကိုဖျက်ဆီးလိုက်ပါတယ်။မိုဟနာတို့ဟာခုံးအောင်ကြီးလက်ကလွတ်ဖို့ကြိုးစားနေတော့မှပဲကာကန်တွေစီကတိုက်ခိုက်လာခံနေရပါတယ်။အဲဒီနောက်ကာကန်တွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။ ကာကန်တွေဟာမော်နာတို့ရဲ့ရွက်တိုင်ကအမှတ်သားကိုမြင်ပြီးသဘောတူညီမှုတစ်ခုလုပ်ပါတော့တယ်။ကာကန်တွေဟာခုံအောင်ကြီးကိုတိုက်ပေးရင်မိုတူဖက်တူကိုရှာဖို့ကူညီပေးမယ်လို့ပြောပါတယ်။မော်နာတို့ဟာကာကန်တွေစီကအစိတ်ကိုယူပြီးတော့ခုံအောင်ကြီးကိုတိုက်ဖို့ထွက်ခွာပါတော့တယ်။ခုံအောင်ကြီးရဲ့ဘဟုကိုရောက်တော့ခုံအောင်ကြီးကမော်နာတို့တင်ဘောကိုရဲအောက်ကိုမြှုပ်ယူသွားပြီးရဲအောက်နေရာတစ်ခုကိုရောက်သွားပါတယ်။သူမဖွဲ့ထားတဲ့မော်နာကလည်းလူစုကွဲသွားပါတယ်။ အဖွဲသားတွေဟာအဆင်းနဲ့တူတဲ့အကြီးတွေကြောင့်အောက်ထဲကိုပြုတ်ကျသွားပြီးမာဝီနဲ့တွေ့ရပါတော့တယ်။မာဝီဟာဖမ်းခံထားရပြီးသူ့ရဲ့လက်နက်ကိုပြန်ရတော့သူ့ကိုယ်သူအတွင်ပြောင်းပြီးလွတ်မြောက်သွားပါတယ်။ပြီးတော့မာဝီဟာမိုအာနာပြောင်းနေကြောင်းသတိထားမိလိုက်ပါတယ်။တစ်ဖက်မှာမိုအာနာကတော့သူ့ညီမလေးရောက်ဆောင်ထားတဲ့လင်းတို့တကောင်နဲ့တိုက်နေပါတယ်။တိုက်ခိုက်ပြီးတော့မထန်ဂီဆိုတဲ့မိမကြီးတယောက်နဲ့တွေ့ပြီးမထန်ဂီကမိုတူဖဲသူကိုရှာဖို့အကူအညီမယ်ဆိုပြီးမိုအာနာကိုခေါ်သွားပါတယ်။ မိုအာနာကအဲ့ဒီမိမကြီးကို သိမယုံကြည်ပါဘူးမိုအာနာဟာမထန်ကြီးခေါ်တဲ့နောက်ကို လိုက်လာရင် မာဝီနဲ့တွေ့ပါတော့တယ်မာဝီကိုတွေ့ပြီးတဲ့နောက်မိုအာနာဟာမိုဒူဖက်တူကိုရောက်နိုင်တဲ့ဝင်းပေါက်ကိုဖွင့်ပြီးသူ့တို့အားလုံးနဖျားကိတ်တကားတဲကိုရောက်သွားကြပါတော့တယ်နဖျားကိတ်ကိုရောက်တော့မာဝီကနာလူကိုရင်ဆိုင်မှုမလွယ်ကြောင်းလူသားတွေကမိုဒူဖက်တူကိုရောက်ဖို့မဖြစ်နိုင်ကြောင်းကိုရှင်းပြနေပါတယ်ဒါပေမဲ့မိုဟာနာကတော့နှစ်ယောက်ပူးပေါင်းပြီးလောက်ရင်အောင်မြင်နိုင်တယ်လို့မာဝိကိုပြန်ပြောနေပါတယ် အဲ့ဒီနောက်နာလိုလိုလိုက်တဲ့နှစိုးကြီးတကောင်ကမိုဟာနာတို့အဖွဲ့ကိုအသေးအကျေတိုက်ခိုက်ပါတော့တယ်။တိုင်ရင်ခိုင်ရင်နဲ့ပဲမိုနီဟာပင်လယ်ထဲကိုပြုတ်ကြပြီးနှစိုးကြီးရဲ့တိုက်ခိုက်တာကိုခံရပြီးမြုပ်သွားပါတော့တယ်။နှစိုးကြီးဟာမိုဟာနာတို့လေကိုပါတိုက်ခိုက်နေတော့မှပဲနေထွက်လာတာကိုမြင်ပြီးပင်လယ်ပြင်အောက်ငုံစင်းသွားပါတော့တယ်။မွာနာဟာမိုနီတီဗီထင်ပြီးစိတ်မကောင်းဖြစ်နေတော့မှပဲမာဝီဟာမိုနီကိုကယ်လာနိုင်ခဲ့ပါတယ် ဒီလိုနဲ့သူတို့ဟာတောင်ပြင်တစ်ခုကိုရောက်တော့မိုအနာဟာသူမျိုးနွယ်တွေကိုဆုံးရှုံးရမှာကြောက်ပြီးစိတ်တက်ကြနေပါတယ်။ဒါပေမဲ့မာဝီကတော့အဲ့ဒီကျွန်းကိုလူသားတယောက်ကတာခြေချရမှာဖြစ်ကြောင်းသူကတော့ကျွန်းကိုပဲမတင်ပေးနိုင်မှာဖြစ်ကြောင်းပြောပြနေပါတယ်။သူတို့နဲ့ရောက်ပူပေါင်းပြီးလှုပ်ဆောင်ရင်အောင်မြင်နိုင်မှာဖြစ်ကြောင်းလည်းအပိဇာကပြောလိုက်ပါသေးတယ်။စိတ်တက်ကြနေတဲ့မိုအနာကိုသူမရဲ့အဖွဲဟာလှေကိုပြန်ပြန်ပြီးကြောင်းပြောလိုက်ကြပါတယ်။မာဝီကတော့နားလို့ကိုလိုက်ခိုက်ဖို့အတွက်အစီအစဉ်ဆောက်ဆွဲပါတော့တယ်။ မဝီရဲ့အစီအစဉ်ကတော့ကျွန်းကိုသူကမတင်ပြီးတဲ့အခါကျန်းတဲ့ဖွဲ့တာတွေက ကျွန်းမော်ကိုရအောင်တတ်ဖို့ပဲဖြစ်ပါတယ်။အားလုံးကလည်းတဘောတူကြပြီးနောက်ကျိစာကိုဖျက်ဖို့ဆက်သွားကြပါတော့တယ်။သူတို့ဆက်သွားပြီးမကြခင်မှာပဲကောင်းကင်မှာနာလိုဟာမိုဟနာတို့ကိုတိုက်ခိုက်ဖို့လှုပ်ပါတော့တယ်။နာလိုဟာလိုင်လုံးကြီးတစ်ခုကိုဖန်တီးပြီးမိုဟနာတို့အဖွဲ့ကိုဆက်တင်တိုက်ခိုက်ပါတော့တယ်။မဝီဟာသူ့ကိုယ်သူအကောင်မျိုးမျိုးအသွင်ဖန်တီးပြီးမုံတိုင်းလက်စီကြောင့်တွေကိုလိုက်ဖျက်ပါတော့တယ်။ ိုဝါနာတို့ကလည်းလမ်းပြောင်းပြီးလိုင်လုံးကြီးကိုကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နာလိုဖန်တီးထားတဲ့ရစီကြောင်ကြီးဟာမာဝိကိုမတိုက်ခိုက်ဘဲမိုဝါနာတို့ကိုသာမဲပြီးတိုက်ခိုက်နေပါတော့တယ်။မိုဝါနာတို့ဟာလည်းလူသားတွေဖြစ်တဲ့သူတို့ကိုသာနာလိုကလိုက်တိုက်ခိုက်တာကိုသတိထားမိပြီးသူတို့ရဲ့အစီအစဉ်ကိုပြောင်းလိုက်ပါတော့တယ်။မာဝိကကျွန်းကိုမဖို့သွားချိန်မှာမိုဝါနာတို့ဟာလျှက်စီကြောင်ကြီးကိုမျှခေါ်သွားလိုက်ပါတယ်။မိုဟာနာတို့နောက်ကိုလျက်စီကြောင်ကြီးလိုက်သွားပြီးတဲ့နောက်မာဝီဟာမိုဒူဖက်တူကျင့်ကိုတွေ့သွားပါတယ် မဝီဟာကျွန့်ကိုမတင်နေတော့မှာပဲနာလိုကတိသွားပြီးမဝီကိုပါလျှက်စီးချောင်းတွေနဲ့တိုက်ခိုက်လို့မအောင်မြင်ခဲ့ပါဘူး။တစ်ဖက်ကမိုဝါနာတို့ဟာလည်းနန်သူရဲ့လိုင်းလုံးကြီးတွေကိုခုခံပြီးကျွန့်စီကိုရောက်အောင်ကြိုးစားနေကြပါတယ်။မိုဝါနာတို့ဟာလိုင်းလုံးကြီးကိုဖျက်ချော်ပြီးကျွန့်စီကိုအရောက်မဝီဟာကျွန့်ကိုဒုတိယအကြိမ်မှဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အကမကောင်းစွာနဲ့ပဲနာလိုရဲ့လျှက်စီးချောင်းကြောင့်မဝီရဲ့ဆွေးမင်ချောင်းတွေပျက်စီးသွားပြီးပင်လယ်ထဲကိုပြုတ်ကျသွားပါတော့တယ်။ မိုအနာတို့ရဲ့လေဟာလည်းပြက်စီသွားပြီးသူတို့အားလုံးလမ်းပြောက်ကုန်ကြပါတယ်။ဒါပေမဲ့မိုအနာကတော့တခြားနီးလန်းရှိတွေတဲ့ပြောပြီးတခြားလူတွေကိုမဝေးကိုတွေ့အောင်ရှာဖို့ပြောခဲ့ပါတယ်။အားလုံးကသူမကိုတားနေပေမဲ့သူမကတော့ပင်လယ်ထဲကိုဆင်းပြီးကျွန်းစီကိုရောက်အောင်သွားပါတော့တယ်။ဒီလိုနဲ့မိုအနာဟာကျွန်းကိုရှာတွေ့သွားပြီးသွားဖို့ကြိုးစားနေတုန်းမှပဲနာလိုရဲ့လျက်စီချောင်းကြီးဟာသူမနောက်ကနေထက်ချက်မကွာလိုက်နေပါတော့တယ်။မောဟနာဟာကျွန်းကိုအရောက်လက်စီချောင်းကြီးဟာလည်းမောဟနာကိုထိပြီးလွင့်ထွက်သွားပါတော့တယ် အဲ့ဒီနောက်နာလွေးကျင်းစာဟာပြေသွားပြီးပင်လယ်ပြင်ကြီးဟာလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားပါတော့တယ်။တစ်ဖက်မှာတော့မာဝီကနိုးလာပြီးမိုအနာစီကိုလိုက်သွားတော့မိမျောနေတဲ့မိုအနာကိုတွေ့သွားပြီးငိုနေပါတော့တယ်။မာဝီဟာသူတို့မျိုးနွယ်ရဲ့တခြင်းကိုတီးဆိုနေတဲ့အချိန်မှာပဲမျိုးနွယ်သူရဲ့ဖိုးဖွားတွေပါရောက်ရှိလာပြီးမိုအနာကိုတတိပြန်ရအောင်လုပ်ပေးနေကြပါတယ်။ပြီးတော့မိုအနာရဲ့လက်မှာအဆင့်တက်သွားကြအောင်အမှတ်အသားလေးတွေရောက်လာပြီးတတိပြန်ရလာပါတယ်။ မဝေကလည်းသူ့ရဲ့လက်နက်ကိုပြန်ရလိုက်ပြီးခန္ဓာကိုယ်ပေါ်ကစေးမင်ညောင်ရွေဟာလည်းပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။နောက်ပြီးမိုအာနာရဲ့လော်တက်မှာလည်းအမှတ်အလေးတွေပေါ်လာပါတော့တယ်။မိုအာနာကသူ့မရဲ့ဖွားကိုနှုတ်ဆက်ပြီးချိန်မဝေက လေပေါ်ကိုခုန်တက်လိုက်ပြီးသူ့ရဲ့လက်နက်နဲ့ရေအောက်ကကျွန်းကိုဆွဲတင်လိုက်ပါတယ်။မိုအာနာဟာကျွန်းပေါ်ကနေအချက်ပြအတန်ပေးလိုက်တော့ကျွန်းနဲ့ဆက်သွယ်ထားတဲ့ရေစီးကြောင်းတွေဟာပွင့်လွားပြီးပျောက်ဆုံးနေတဲ့မျိုးနွယ်စုတွေလည်းတစုပြီးတစုရောက်လာပါတော့တယ်။ အဲ့ဒီနောက်မောဟနာဟာမိမိနေရာကိုပြန်တော့မြို့နယ်စုအလုံးကိုလည်းအလဲခေါ်လာလိုက်ပါတယ်။ပြီးတော့သူတို့နဲ့အတူပါလာတဲ့ကာကန်လေးကိုလည်းသူတို့ရဲ့မြို့နယ်စုတွေစီကိုပြန်ပို့ပေးလိုက်ပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့မောဟနာတို့အဖွဲ့ဟာတကြုံနဲ့တကြုံဖြတ်တန်းသွားလာရင်းနဲ့ပဲပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။